အခုရပိုင်းအတွင်းအချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တဲ့အတွက်တောင်သူတွေအနေနဲ့အထူးသတိပြုဖို့လိုအပ်တယ်လို့မိုးစလပညာရှင်တွေကသတိပေးထားပါဗျ။လက်ရှိမှာထိုင်းပင်လယ်ကွေးကနေအရှိဘက်ကရွေ့လာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်ပြင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလာမယ့်၂ရက်၃ရက်အတွင်းလေဒုမငြိမ်သက်မှုတွေဖြစ်လာနိုင်တဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက်အော်တိုဘာလ၃၁ရက်ကနေလာမယ့်နိုဝင်ဘာလ၅ရက်နေ့အထိ၆ရက်အတွင်း မိုးသေးထန်စွာရွာသွန်းမှုတွေဖြစ်နိုင်တယ်လို့အထူးမိုးလေဝသသတင်းအဖြစ်အတည်ပြုထုတ်ပြန်ထားပါတယ်။အော်တိုဘာလ30ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ထားတယ်။အထူးမိုးလေဝသသတင်းအတည်ပြုချက်မှာအခုရက်အတွင်းမိုးသေးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာစိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သလိုလက်ရှိခံမှန်းချက်တွေအရလာမယ့်ရက်တွေမှာရာနှုန်းပြည့်နှီးပါမိုးရနိုင်မဲ့အနေအထားမျိုးရှိနေတဲ့အတွက်နေရာဒေသတိုင်းလိုလိုဖြက်မိုးအန္တရာယ်ကိုသတိပြုဖို့လိုအပ်တယ်လို့ဆိုပါရယ်လက်ရှိအချိန်အခါမှမိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့စကိုင်းတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းစတဲ့ဒေသတွေဖြစ်ပြီးနေရာကျဲကျဲမိုးရွာသွန်းနိုင်တယ်လို့ဖော်ပြထားပါရယ်ဒါအပြင်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်း အေယာရီတိုင်းတနင်္လာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာလည်းနေရာစိတ်စိတ်ကနေနေရာအနှံအပြားမိုးတစ်ချုံရွာသွန်းနိုင်တယ်လို့တချို့ဒေသတွေမှာတော့ဒေသအလိုက်နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ကပ်ပလီပင်လယ်ပြင်မှာလေတုမငြိမ်သက်မှုတွေဖြစ်လာနိုင်တဲ့အခြေအနေတွေကြောင့်လည်းလေတုတွေဟာကပ်ပလီပင်လယ်ပြင်ကနေဘင်္ဂလားပင်လယ်အော်ထိရောက်လာနိုင်တဲ့အနေအထားမျိုးရှိနေတဲ့အတော့ မြမကန်ယူတန်တရှောင်းနဲ့ကန်းလွန်ပင်လယ်ပြင်တွေမှာတခါတရံမိုးသက်လေပြင်းတွေကြားရောက်ပြီးလိုင်းကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာတော့စံချိန်တင်မိုးရွာသွန်းမှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေပြီးတော့လူဆယ်ဦးထက်မနည်းသေဆုံးကနေအိမ်ပေါင်းသသိန်းကျော်ရေကြီးရေရှမ်းမှုဖြစ်ပွားနေပါတယ်။မြေပြိုမှု150ကျော်ရှိပြီးတော့ကောက်ပဲသီးနှံစိုက်ပျိုးမြေဧက9400ပျက်စီးခဲ့ပြီးနေအိမ်ပေါင်းသသိန်းကျော်ရေလွှမ်းမှုခဲ့တယ်လို့ VNN သတင်းတွေမှာဖော်ပြထားပါတယ်။ ဒါကြောင့်ခရီးသွားတဲ့အနေနဲ့လဲ VNN အလဲပိုင်းနဲ့မြောက်ပိုင်းကိုအလဲပတ်ခရီးသွားမယ်ဆိုရင်မိုးလေဝသတည်င်းတွေကြီးစုလေ့လာပြီးမှသွားတင်တယ်လို့အတည်ပြုထားကြပါဗျာ။